မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တွင်ဌာနမှာကြိုဆိုလိုက်ပါရရှင်။မြန်မာတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းဥတရင်2တွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရမှာဖြစ်ပါရရှင်။ အခုတခါပြမဆုံတင်ဆက်ပေးမယ့်တဲ့ရင်ကတော့မြင်းချံမျိုးအမှတ်၈ရပ်ကွက်ရှိစစ်တပ်အထိုင်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား၁၄ဦးသေဆုံးဆိုတဲ့တွင်ပဲဖြစ်ပါရခြင်းမန္တလေးတိုင်းမြင်းချံမျိုးအမှတ်၈ရပ်ကွက်ရှိအကြမ်းဖက်စစ်တပ်အထိုင်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား၁၄ဦးသေဆုံးခဲ့ကြောင်းမြင်းချံဘလက်တိုက်က MPD တပ်ဖွဲ့ကောင်းဆောင်ဗိုလ်မိုင်ခဲကရန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောကြားသည် ်ဧပြီလ6ရက်နေ့ညနေ4:30မိနစ်ခန့်နဲ့မြင်းချံမြို့အမှတ်18ရပ်ကွက်ရှိအကျန်းဖက်စစ်တပ်အထိုင်ကဲကိုမြင်းချံ Black Tiger က MPD တပ်ဖွဲ့နဲ့ညီနောင်မဟာမိတ်များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ရင်တိုက်ပွဲသည် တနအိကန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားဆလေးဦးသေးဆုံးကအမှတ်ဆက်ရှိအုပ်ချုပ်ရေးမှုအပါအဝင်စစ်ကောင်စီတပ်သားရှေ့ကိုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ အထိုင်ကိမ်းမာကစကားစတတ်တာကအဲလောင်မများဘူးအဓိကသေးဆုံးတာကစစ်ကူလာတဲ့ကားကိုပြစ်နိုင်ခဲ့တာကအဓိကသေးဆုံးတာမြို့ရဲကနေထွက်လာတဲ့စစ်ကူကပေါ့အပြန်လန်ပြစ်ခတ်တိုက်ပွဲကတနင်္လာတော့ကြာခဲ့တယ်အဓိကတော့လက်နက်အရာဆိုပြီးတိုက်ခဲ့တာသူတို့ဘက်ကမြို့ပေါ်ကဖြစ်တဲ့အတွက်ကြောင့်မလို့စစ်ကူကတောက်လျှောက်လာတော့လက်နက်တော့ရယူနိုင်ခြင်းမရှိခဲ့ဘူးကောင်းကောင်းတော့တုတ်တင်ရှင်းလင်းနိုင်ခဲ့တယ်စစ်ကူလာတဲ့အထက်ကလည်း6ရက်မျက်မြင်လဲကျသေးဆုံးသွားတာရှိတယ်အခြားထိခိုက်တံရန်ရတာတွေလည်းအများကြီးရှိတယ် အဲ့ဒီအချိန်မှာမှအမှတ်ဆက်ရှိအုပ်ကြီးလဲဒဏ်ရာရတဲ့အချိန်မှာပါသွားတဲ့ဟိုမြင်းချံဘလက်တိုက်က MPD တပ်ဖွဲ့ကောင်းဆောင်ပိုးမိုက်ခဲကရန်ကုန်ခေတ်တည်တဲ့ဌာနထံသို့ပြောကြားသည် အဆိုပါတိုက်ခိုက်မှုကိုမြင်းချင်ဘလက်တိုက်က MPD တပ်ဖွဲ့နဲ့အတူမဟာမိတ်များဖြစ်ကြသောဘိုးစားပြောက်ကြားတပ်ဖွဲ့နဲ့ PGF တို့မှပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်ပြီးတောင်ကုန်မြို့တမိုင်းဝင်းနန်းတော်ဦးလောကမာရစိန်စီရီတော်တို့ဒုစစ်ကောင်ဆောင်ဆိုဝင်ဖက်နက်စည်းတက်ရောက်ခဲ့မှုစေယုံပြန့်ကြိုင်းမှတ်ချက်ကြောင့်ပြည်သူများတီးခွင်ရဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲခူးတိုင်းတောင်ကုန်မြို့တမိုင်းဝင်နန်တော်ဦးလောကမာရစိန်စီရီတော်သို့ဒုစစ်ကောင်းဆောင်စိုးဝင်ဖနက်စီတက်ရောက်ခဲ့မှုကိုစစ်ရုံးဤပြန်ကြားရေး website တွင်မှတ်ချက်ဖြင့်တကွဖော်ပြခဲ့သည့်ပြင်ပြည်သူများသိရှိခွင့်ရရှိခဲ့ကြသည်အစံဘက်ဒုစစ်ကောင်းဆောင်စိုးဝင်သည်ငလင်တန်တင်သောပဲခူးတိုင်းသို့တွားရောက်ဆစ်ဆီးခဲ့ရရင်တောင်ကုန်မြို့တွင်တည်ထားသောတမိုင်းဝင်နန်တော်ဦးလောကမာရစိန်စီရီတော်သို့ဖနက်စီ၍တက်ရောက်ခဲ့ကြောင်းစစ်တပ်ပြန်ကြားရေး website တွင်မှတ်ချက်ပုံစံဖြင့်တရင်ပေးဖော်ပြခဲ့ခြင်းဖြစ်သည် စင်ယုံဤပြန်ကြားရေး website တွင်သတင်းဖော်ပြရာတွင်မှတ်ချက်သတင်းစာများတွင်အပြည့်အစည်တွေ့ရှိမှုများအပြည့်အစည်များဦးစားပေး၃ရန်နန်းတော်ဦးဖရာတွင်ဖနက်စည်းထားသည့်ဖြင့်ပုံ၃ရာတွင်ခရူးပြု၃ရန်စွာချောင်းတရပြည့်စည်မှုနှင့်ပြင်ဆင်ဆောင်ရွက်နေမှုများအားတင်းတော်သလို၃ရန်ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီးနောက်ပိုင်းတွင်မှယင်းမှတ်ချက်ကိုပြန်လည်ပြုတ်ပဲသွားခဲ့သည် မန်ရှလ28ရက်နေ့လှုပ်ခတ်ခဲ့သောငလင်ကြောင့်တမိုင်းဝင်နန်းတော်လောကမာရဇိန်စေတီတော်သည်စိန်ဖူတော်ငှက်ညက်နာတော်ယင်ပြင်းရှိဖျားဘရုစေတီငယ်များပြိုကျပြက်စီခဲ့ပြီးမန်ရှလ28ရက်နေ့ကလေးကကယ်ဆယ်ရေးနှင့်ကုညီရေးလှုပ်သူများမှအပါအများပြည်သူများလာရောက်ဖို့မျှဝေပိတ်ပင်ခဲ့ကြောင်းသိရှိရသည်။ ထို့ကြောင့်ဒုစစ်ကားဆောင်ဆိုရင်နန်းတို့ဘုရားရေမြေပေါ်သို့လာရောက်ဆစ်ဆီးခြင်းဖနက်စည်းတက်ရောက်ခဲ့ခြင်းတွင်ပြည်သူများဝင်ရောက်ခွင့်တားမြစ်ကြရမသိရှိပဲသတင်းမီဒီယာများတွင်သတင်းပေါ်ပြမှသာလင်းသိရှိကြောင်းဘုရားရေမြေတွင်အပြည့်စည်ရှိစေကမူဖနက်စည်းတက်ရောက်မှုမှာလက်ခံနိုင်ဝဲရမရှိဟုတောင်ကုန်မြို့မှပရဟိတအသင်းဖွဲ့ဝင်တို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည် နန်းတော်ဦးစေတီတော်ကမတ်လ28ငလင်းလောက်ပြီးတဲ့နောက်မှာဒေသတပ်နယ်ကတမ်မတော်သားတွေချက်ချင်းမိသက်ရဲနဲ့ကျွန်တော်တို့နေမြေခံပရာဟိတသမားအဖွဲ့လှုပ်အားပေးပြီးအပြိုအပြက်တွေဖယ်ရှားထားပေးတာပါရင်းမြင်တော်မှာလည်းအပြည့်စည်အစနာမရှိတော့ပါဘူးဖျားပရဝန်တွေမှာလည်းစေတီတော်ကြီးမူလအတိုင်းမရှိတော့တဲ့ပုံစံကလွှင့်ရင်အပြည့်စည်တွေအကုန်ရှင်းထားပေးတာပါဖျားဖို့ဖနက်စည်းတက်တယ်ဆိုတာ Facebook ပေါ်သတင်းတက်လာမှကျွန်တော်လည်းသိတာဒါကြီးကတော့လက်ခံစရာမရှိဘူးစေတီတော်အပြိုအပြက်တွေကျွန်တော်တို့ရှင်း နှုံးကတော့ဖရာရင်မြေမှာဖနှက်မစည်းကြဘူးဟုနန်းတို့ဖရာစေတီတော်အပြုတ်ပြဲများရှင်းလင်းရင်တွင်ပါဝင်ခဲ့သောပရဟိတအဖွဲ့ဝင်တအူကလူမှုကွန်ရက် Facebook Messenger မှတဆင်ရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ဆက်သွယ်ပြောဆိုသည် တောင်ကိုမျိုးနန်းတော်ဦးလောကမာရဇင်စီရီတော်ကြီးကိုကောစာတက်ရက်1160ခုနှစ်တွင်ဗရုံမင်းတရားကြီးဘိုးတော်ဦးဝိုင်းကတည်ထားပူဇော်ခဲ့ပြီးနန်းတော်ဦးရန်အောင်နိုင်အမည်တမ်းမှန်ခဲ့ကြောင်းရှင်နောက်ခေဆက်ဆက်ပြပြင်ခဲ့ကတက်ရက်1290ပြည့်နှစ်တွင်နန်းတော်ဦးလောကမာရဇင်အမည်ပြောင်းလဲပူဇော်ခဲ့ကြောင်းသိရှိရသည် ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင်းရကတော့လေဗရန်မျိုးနဲ့ရှိခြေရွာလေးရွာကိုစစ်တပ်ကဝင်ရောက်စီးနှင်ပြီးလူငယ်၁၂ဦးကိုပေါ်တာဆွဲဖမ်းဆီးဆိုတဲ့တဲ့မယ်ဖြစ်ပါရဲ့ရှင်။ ပဲခူးတိုင်းလေဗရန်မြို့နယ်ရှိကျေးရွာလေးရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးလူငယ်၁၂ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်တရင်ဌာနတန်းတို့ပြောဆိုသည်ဧရလ၆ရက်နေ့တွင်တီတာကုန်းရွာ၌နေထိုင်သောလူငယ်၂ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးပြီးချိန်ချငွေညင်ခြင်းကြောင်းတအူးလင်ငွေကျပ်သိန်းတရာပြန့်လိုက်လံရွေးထုတ်ခဲ့ရတော့လေလက်ရှိချိန်ဤပြန်လွှတ်ပေးခြင်းမရှိသေးပဲဆက်လက်ဖမ်းဆီးထားကြောင်းသိရသည် ဧပြီလ9ရက်နေ့နံနက်ပိုင်းတွင်လေဗရန်မြို့နယ်စင်တလင်းအုပ်စုမူရန်ရွာမှလူငယ်လေးဦးကိုစံဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။ အလားတူဧပြီလ10ရက်နေ့နနက်9:00နာရီခန့်တွင်စင်တလင်းအော်စုငှက်သက်ရွာကိုအကျန်းဘက်စစ်ကောင်စီတပ်သားအင်အား30ခန့်ဖြင့်ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့်လူငယ်များထွက်ပြေးတိမ်းရှောင်နေရပြီးကိုလှထွက်ဝင်းနှင့်အခြားလူငယ်တို့ဖမ်းဆီးခံရကြောင်းသိရသည်။ယင်းနေ့နနက်ပိုင်းတွင်လေဗရန်မြို့နယ်စစ်စင်မနီအုပ်စုအတွင်ရှိခြေရွာများကိုအကျန်းဘက်စစ်ကောင်စီတပ်သားများကဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့်အလူမန်တပ်ထိုးနေတဲ့မိုးစေခြေရွာမှလူငယ်3ဦးနှင့်စင်မနီခြေရွာမှလူငယ်2ဦးတို့ကိုဖမ်းဆီးသွားပြီး ဖန်ဆင်းခံရသူများတွင်မိုးဆယ်ရွာမှာရှင်လောင်းဤဖခင်ဖြစ်သူလဲပါဝင်သွားကြောင်းသိရှိရသည်လဗရန်မှာစစ်မှုရန်ပတ်စင်စနစ်အတွက်စစ်ခွေးတွေကရွာတိုင်းကိုဝင်စီးပြီးလူစုနေကြတာသူတို့တွေ့တဲ့သူကိုဖမ်းနေဖမ်းမိသွားရင်လည်းငွေချက်သိမ်းရချေတောင်းတာအခုကပတ်စံတောင်းမရင်တော့ပြန်မလွတ်တော့ဘူးစက်ညှိအောင်မယ်ဆိုပြီးဖမ်းနှသေးတယ်ဟုဒေသပြည်သူတို့ကပြောဆိုသည်ဆက်လက်ပြီးစကိုင်းငလင်းတို့မှစစ်ကောင်စီရှေ့တန်းစစ်မျက်နှာစာဆိုတဲ့တင်ဆောင်မောက်တင်ဆက်ပေးပါမယ်ရှင် 没有来那东西干干。 သူတို့ကတော့ဒီလိုပဲပြောကြမှာပဲဆိုသေးပင်ဖြစ်သည်ဆိုလိုသည်က၎င်းတို့ကောင်းတာလုပ်နေပါလျက်ကျန်းပန်းအပြစ်ပြောနေကြမည်ဟု၍ဖြစ်သည်၎င်းမှဆက်၍အောက်ခြေအစဉ်စဉ်လည်းထို့သို့ဖြစ်ကုန်ကြပြီးမျက်နှာပြောင်တိုင်နေလာခဲ့ကြသည်ယခုစကိုင်းငလင်းသည်ထို့သို့စကားအရာနှင့်လဲစားထား၍မရတော့၎င်းတို့၏စာနာစိတ်ကင်းမဲစွာလူတို့ကိုဖိနှိပ်အုပ်ချုပ်လာသည်များကဘူးပေါ်သလိုပေါ်လာခဲ့ကြသည်ယခုငလင်းအားလည်း၎င်းတို့အတွက်နောက်ထပ်ရှည်ရန်စင်မြနာတစ်ခုသပွဲသဘောထားလာကြသည်ပြည်ပမ မရေပေါ်ရန်ပုံငွေများလှူရန်ကဲဆဲရထောက်ပံ့ရေးပစ္စည်းများတလဟောပေးပို့နေကြတော့လေ၎င်းတို့ကဖန်ဆုပ်ကပို့ကျင်သည့်နေရာများကိုသာပို့နေတစ်ဆုံနေသည်ဟုပြောဆိုသံများဆွေညာစွာထွက်ပေါ်နေသည်လူတို့ကတော့ဒေသခံကဲဆဲရေးဖွဲ့များဘာသာရေးတင်ဖွဲ့များကိုထုံးစံအတိုင်းအားကိုနေရရှာသည်ထို့ဖွဲ့စည်းများအားလည်းအလွတ်မပေးဘဲနီလန်းပေါင်းစုံသုံးရင်ပိတ်ဆိုလာပြန်သည်၎င်းတို့လုံရန်များအပြင်းတို့မပေါကြရအောင်ပြည်ပမီဒီယာများအားနေစရာမပေးနိုင်ဟုဆိုကပြည်တွင်းဝင်ရောက်ခွင့်ပိတ်ပေး င်းလာသည်ပို၍စိတ်ချရအောင်ကဘာလက်ခီးသောဟန်ဆောင်၏ဝင်မလာနိုင်အောင်ဖြီဝင်ခွင့်ဗီဇာအလုံးခွင့်မပြုတော့ဟုပြောလာသည်ထို့အတွက်ကြောင့်လည်းမြင်းများအတိုင်းဒါထိပြက်စီးခဲ့ရသည်ဆိုသည်ကိုအမှန်တိုင်းသိခွင့်မရကြတော့၎င်းတို့ပြောသမျှကိုသာလက်ခံရန်ကြံစည်လာခြင်းလည်းဖြစ်သည် အသက်ကယ်တင်ပေးနိုင်မည့်အခွင့်အလမ်းများကိုလည်းပိတ်ပင်လိုက်ခြင်းပင်ဖြစ်သည်။ပို၍ဆိုသည်ကအင်တာနက်နှင့်ဆက်သွယ်ရေးစနစ်များကိုပါအမှောင်ချလိုက်ခြင်းပင်ဖြစ်သည်။ငလျင်လှုပ်ပြီး48ရက်ကြာသည့်အထိအဆက်အသွယ်ပြတ်တောက်သွားကြရသည်။ပိတ်မိနေသူများပြင်ပနှင့်အဆက်အသွယ်မရဖြစ်ခဲ့ရသည်။ စစ်ကောင်းဆောင်အများကြီးလောက်ရများသည်ပေါ်ရမှုကြောင့်မဟုတ်ပဲ၎င်းတို့အရာရာအတိုင်းကိုဆက်၍ထိန်းချုပ်ထားနိုင်ရန်၎င်းတို့မသိပဲ၆ခေတလုံးကိုပင်ဖယ်ပြည့်၍မရရန်တမင်တကာတွက်ချက်ပြီးစီစဉ်ခဲ့ခြင်းသာဖြစ်သည်၎င်းတို့၏ဖိနစ်အုပ်ချုပ်ရေးရန်နေရာများအဖြစ်လဲပန်နေသောလွတ်တော်အဆောက်အဦများနိုင်ငံသားရေးကာဝေးရေးပြန်ကြားရေးစက်မှုစွန့်အင်ပြည်ထရေးအလုတ်သမားဝင်ကြီးဌာနများအားလုံးပြည့်စည်ကုန်ကြပြီဖြစ်၍နေပြည်တော်သည်နေပြည်တော်ဖြစ်သို့ရောက်ရှိသွားပြီဖြစ်သည် ဆိုင်ဘာလုံခြုံရေးဌာနစစ်ဌာနချုပ်များမြေထားယုံတည်ယူပို့ဆောင်ရေးစစ်တေရေးဝန်ကြီးဌာနဗဟိုဘဏ်နှင့်ဝန်ထမ်းအင်အားများပြည့်စည်ကုန်ပြီဖြစ်တဲ့ အသက်ရှင်ကျန်ခဲ့တဲ့ဝန်ထမ်းများတွေလည်းအိုးအိမ်များပြက်စီးနေတဲ့ကြားမှာတပတ်မပြေခင်မှာပင်အဆောက်အဦပြက်များကြားကွင်းမြင့်ကြီးတဲ့ရွက်ပြင်တဲများထွေလုပ်ငန်းခွင်တွေပြန်မောင်းသွင်းခံနေရပြီဖြစ်သည်အထူးကအားဖြင့်၎င်းတို့ဌာနများအရှိန်ဟုံမပြက်လဲပတ်နိုင်နေသည်ဟုစစ်ကောင်ဆောင်များကိုပြသနိုင်ရန်ဖြစ်သည်ရခိုကနိုင်ငံတကာရှာဖွေကယ်ဆယ်ရေးအဖွဲ့များပြည်တော်ပြန်ကုန်ကြပြီဖြစ်၍၆ပန့်ရေးနှင့်ပြန်လည်တူထောင်ရေးလုပ်ငန်းများစတင်ရတော့မည်ဖြစ်သည်သို့သောထိုလုပ်ငန်းများဆောင်ရွက်ရန်နိုင်ငံတကာဖွဲ့စည်းများအနေဖြင့်၎င်းတို့ခွင့်ပြုချက် ရင်ရရမည်ဟုကြေညာလာခဲ့သည်ပြောခွင့်ရစော်မင်းထွန်းမှနိုင်ငံ20မှကယ်ဆယ်ဝင်တဲ့1938ဦးကြောင်းလူပေါင်း653ကိုကယ်ထုတ်နိုင်ခဲ့သည်ဟုဆိုသည်သို့သော၎င်းတို့အပြစ်ကရစရေးကြီးညာပြီးနောက်မှလေကြောင်းမှဆက်လက်တိုက်ခိုက်နေ၍အမျိုးသမီး15ဦး၊ကလေးငယ်2ဦးအပါအဝင်စုစုပေါင်း68ဦးထပ်မံသေဆုံးသွားခဲ့ပြီးဖြစ်သည်။ကုလသမဂ္ဂမှစစ်တပ်ဘက်မှအပြစ်ကရက်တီကိုကြီးညာပြီးနောက်အ ਨੇ စုံဆက်ကြောင်ချိန်တိုက်ခိုက်ခဲ့သည်ဟုအတည်ပြုခဲ့ပြီးဖြစ်သည်။ မစီမဆိုင်တဲသွင်းပြောဆိုလာတဲ့ကလက်ရှိတဘာဝပေးအန်အေဂျီကိုမန္တလေးမြေငလင်ဂျီကိုခေါ်ဆိုရန်ဝေးဖြစ်သည်စကိုင်းဆိုကစစ်စင်ရေးများရှေ့လျှောက်ကိုင်းသွားမြေနမိတ်ဆိုမြောက်အယူသေးလာရလေဖြစ်သည် ED ကိုကြည်ချင်းအပြင်၎င်းတို့စိတ်တဲ့စစ်အနိုင်တိုက်ရိုးကဦးစားပေးနေသည်ကထင်ရှားစေသည်ကရင်မျိုးသားတမကကရင်မျိုးမှစစ်တပ်သည်၎င်းတို့တပ်ဖွဲ့ဝင်များကယ်ဆယ်ရေးလုပ်ငန်းများတွင်၃၀၀မြေစာအပြည့်ကတ်ရဲစဲရေးဆိုကစစ်မျက်နှာများသို့ပို့လွတ်နေသည်ဟုဆိုသည် အထူးသဖြင့်ရှမ်းပြည်တောင်ပိုင်းနှင့် AR တိုင်းတွင်စစ်တပ်လေကြောင်းမှပုံကျဲတိုက်ခိုက်မှုများခံရသည်ဟုသိရှိရသည်နောက်ဆုံးရရှိသောစီရီတရေများယချင်းညီနောက်ဖွဲများကချင်းပြည်နယ်ဒုတိယအကြီးဆုံးဖလန်မျိုးကို၎င်းပြည်သူ့ကာရေးတပ်ဖွဲ့များကစကိုင်းနိုင်အတွင်းရှိအင်တော်မျိုးကို၎င်းသိမ်းယူနိုင်ခဲ့ပြီးဟုသိရှိရသည်ပြည်သူတို့၏ခုခံတော်လှန်စေမုတ်ချအောင်ရမည်